ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပုံမှန်တက်ဆက်နေကြဖြစ်တဲ့ဒေါ်လန်ဝေးပန်းလေကန်တဲ့တော်ဝီလေးစီစဉ်ကနေအားလုံးပြန်နေချုပ်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့လင်းထောင်းတဲ့နှစ်ယောက်လက်ရှိကျွန်တော်နိုင်ငံရေးဖြစ်နေတဲ့စီရေးနိုင်ငံရေးစတဲ့တင်းတွေကိုပြောဆိုတော့မှာဖြစ်ပါတယ်မင်္ဂလာထောင်းဟုတ်မင်္ဂလာပါကိုဆိုတော့ဒီနေ့မှာကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာလေးကတော့လက်ရှိကျွန်တော်နိုင်ငံမှာအရင်ကခေတ်စားနေတဲ့ဒီပရိဒါနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်ပရိဒါဆိုတာကလည်းအားလုံးကြည့်ရတဲ့အတိုင်း ပြီးခဲ့တဲ့အရသာအစိုးရကာလဒုံကနပရိတဆိုတဲ့အသင်းကြီးကတော့မှုလူပေါတော့အောင်အများကြီးထွက်ပေါ်လာခဲ့တယ်။အဲနောက်ပိုင်းအနာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်ရဲ့အတကုံသူတို့တွေပေါ့နော်ဒီရက်ဆက်အင်းမမှုကြီးရောက်ပရိတအဖွဲ့ဝင်ချိုးဆိုလို့ရှိရင်တိကျတဲ့အရာရရှိရဲချိုးရတာဒီဆုံးခဲ့ရတယ်တော့ရှိရဲပေါ့နော်အဲနောက်ပိုင်းမှာဒါပရိတအသင်းကြီးလေတော်တော်လေးကိုကွဲပြောက်သွားပြီးတော့အခုနောက်ဆုံးကြံလာဆိုလို့ရှိရင်တော့ အာစစ်တက်ကကျော်တော့နောက်ကန်လောက်ထားတဲ့ character အသင်းတွေရအဲနောက်ပြီးတော့လို့ရှိရင်ဘယ်လိုပြောမလဲဟိုပေါ့ဟိုမဖြစ်မနေဘောနော် လုပ်ကိုလုပ်မယ်လုပ်ရမယ်ဆိုတဲ့ဒီဒီအာအာကောင်းတဲ့ဒီ character အသင်းကြီးကိုကြံတယ်ပေါ့ဒါပေမဲ့ဟိုအများသောအားဖြင့်တော့ဒီစစ်တက်ကျော်တော့နောက်ကန်လောက်ထားတဲ့ character ဆိုတဲ့ဟာကြီးကတော့နာမည်ပို့ပြီးတော့ကြီးတာပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောခြင်းတယ်ဘာကြောင့်ပြောခြင်းလဲဆိုတော့အခုဒါမြင်ရတဲ့အတိုင်းပဲလေ ရိုက်တာဆိုပြီးတော့နာမည်ရခံခံပြီးတော့သူတွေလုံနေကြတာစပီးရေးပြီးဟောရှည်ပြီးလီပြီးဒီမှာဆိုလို့ရှိရင်သူရှည်ဆုံးကနေပြေးပြီးရငွေလိုကြီးနေတဲ့သွားပြီးတော့ကုနေလှူနေကြတယ်ဆိုတာအဲ့ဒါရိုက်ပြတာတကယ်တမ်းစစ်ဖြစ်တဲ့နေရာတွေမှာဒီလူမျိုးပရာဟိတာဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒီလူမျိုးလှူဖို့ဆိုပြီးတော့ကုနေကြလည်းမရှိဘူးကြားလည်းမကြဘူးအထူးသဖြင့်ဒီမြေငင်းကိစ္စကိုပို့တော်သိတာတွေပေါ့နော်ဆိုတော့ဒါတွေကိုမြင်ရတဲ့ခါကျတော့ဒီပရာဟိတာဆိုရဲ့ အတင်းကြီးရဲ့နောက်ကွယ်မှာပေါ့နော်တချို့တချို့တော့ပရာဟိတဆိုအတင်းကြီးရဲ့နောက်ကွယ်မှာစစ်တပ်ကဂျမေရီတဖွဲ့ရှိနေရလို့အင်းတော့ထင်ထင်မိလားဒါကြီးကအရင်ကလုတ်ခဲ့ဦးရရှိလားကြားဦးလားထင်စရာမရှိဘူးဟိုဟာပေါ့နော်ထင်စရာထင်စရာဆိုတာဟုတ်ကိုဟုတ်နေအောင်ဟုတ်လားအာဟုတ်ကိုဟုတ်နေဟုတ်ကျွန်တော်နိုင်ငံမှာဒါ energy ဆိုရလက်ထက်ကဒီတဘာဝဘေးအန်ရီကြောင့်အာထိခိုက် ဆုံးရှုံးပါတွေအာနောက်ပြီးတော့ဒီပျက်စီးမှုတွေကာကွယ်ဖို့တွေအတွက်ကိုပရိုက်တာအသင်းတွေအများကြီးဖွဲ့ခဲ့တယ်အာဖောင်ဒေးရှင်းတွေလည်းအများကြီးရှိခဲ့တယ်ပြောမယ်ဆိုဟိုပေါ့လားဒီလိုဟိုပြောရရင်ကျွန်တော်နိုင်ငံကဟိုစစ်ဘေးဒဏ်တင့်တယ်အာဟိုဒါတောင်းလျှောက်ကိုစစ်ဘေးဒဏ်တင့်တာပေါ့နော်အဲဒါဆိုဒီတဘာဝေးမခံဘူးဆိုတော့စစ်ဘေးဒဏ်နဲ့လူလူတွေရဲ့ငတ်မှုခေါင်းပေါင်းမှုဒီလိုဘေးတွေကနေကယ်ဖို့ အတွက်ကျွန်တော်တို့နိုင်ငံမှာ private အသင်းအဖွဲ့တွေအများကြီးကျွန်တော်တို့လိုအပ်ပါတယ်။ဘာဖြစ်လို့တဘာဝဘေးဒဏ်တွေတင့်မယ်ဆိုလဲတကယ်ကိုအကြီးကြီးတွေဖြစ်လေဖြစ်တာရှိတာဖြစ်တဲ့အတွက်ချက်ချင်းကုညီဖို့အတွက် private အသင်းအဖွဲ့တွေအများကြီးလိုအပ်ပါတယ်။ဒါပေမဲ့အာနာရှင်ဟာ ပြည်သူတွေခက်ခဲချက်တဲတာကိုသူတို့ကပို့ပြီးတော့လိုချင်တယ်။ပြည်သူတွေခက်ခဲချက်တဲတာကိုရှားမှသူတို့အတွက်လိုချင်တဲ့အရာတွေကိုသူတို့ကလုပ်လို့ရမှာလေ။အဲ့တော့သူတို့အနေနဲ့ ဟိုလားဒီအာနာသိမ့်ပြီးတဲ့အချိန်ကစပြီးတော့သူတို့နဲ့အဆင်မပြေတဲ့ brighter ဖွဲ့သီးတွေဟိုလားအာနောက်ပြီးတော့ဟိုသူတို့ရဲ့ခိုင်းစေမှုတိုင်းမလုပ်တဲ့ brighter ဖွဲ့သီးတွေကိုဖမ်းတယ်စီးတယ်အဖွဲ့တွေကိုဖျက်သိမ်းပစ်တယ်အာတချို့အဖွဲ့တွေကတော့ဒါခိုင်မာသွားနဲ့ရက်တည်ပြီးတော့ခြံခဲ့တာရှိဒါပေမဲ့အခုကျွန်တော်တို့နိုင်ငံမှာတဘာဝဘေးတွေကြောင့်ဖြစ်ပျက်လာတဲ့အခြေအနေတွေမှာဟိုလားဟိုပြည်သူရှေ့ကနေဆိုပြီးတော့ပြည်သူတွေအတွက်ဆိုပြီးတော့ ပေါ့နော်ကျွေးကြော်ပြီးတော့ပေါ်လာတဲ့အဖွဲတွေအခုအချိန်မှာတိတ်ပြီးတော့အာများများဆဆမရှိပဲနဲ့စစ်တပ်ရဲ့လက်ဝေခံစစ်တပ်ရဲ့လက်အောက်ခံနောက်ပြီးတော့စစ်တပ်ရဲ့ပုံရိပ်ကိုကာဗာပေးမဲ့သူတွေနောက်ပြီးစစ်တပ်ရဲ့ဝေပြုံဝေမဲတွေကိုကောင်းကောင်းအသုံးချပေးမဲ့သူတွေအာဒီလိုသူတွေကသာဥဆောင်လှုပ်ရှားနေတာကိုကျွန်တော်တို့အများကြီးတွေ့ရပါတယ်သူတို့လှုပ်ပြတဲ့အရာတွေကလည်းကျွန်တော်တို့နိုင်ငံ တကယ်တမ်းဖြစ်ပျက်နေတဲ့နေရာတွေမှာထိရောက်မှုဆိုတာတအားကိုနည်းလာပါတယ်ကျွန်တော်တို့လက်တလုံးဖြစ်ရတဲ့ဝဲကြည့်လိုက်ရေဘေးဖြစ်တယ်အာပတ်စံနေဟိုလူတွေရှိမှတော့ပတ်စံနေအပုံလိုက်ကြီးလှူတယ်ဒါပေမဲ့ထိရောက်တဲ့လူကူကွာပေါ့နော်လှူတမ်းမှုမဟုတ်ဘူးအာငလျင်ဘေးဖြစ်တယ်လှူတယ်ထိရောက်တဲ့လူတမ်းမှုဆိုတာတော်တော်ကိုနည်းပါတယ်တကယ်တမ်းကျတော့တဘာဘေးဖြစ်ပြီးဘာဖြစ်ပြီးညာဖြစ်ပြီးဆိုရင်ကျွန်တော်တို့ဘာတွေလောက်ရမလဲဘာတွေကြံရမလဲ အာစဉ်းစားတွက်ချက်ပြီးတော့လောက်ရတာဖြစ်ပါတယ်ဒီအချိန်မှမှရေဘေးဖြစ်တယ်ဆိုလူတွေအတွက်အလိုအဆုံကဘာလဲလူတွေအတွက်အခုချိန်မှာလိုအပ်နေတာကဘယ်အရာလဲသူတို့ပြန်လဲထူထောင်ရေးအတွက်ဘာတွေလုပ်ပြရအောင်ဒီလိုမျိုးတွက်ချက်ပြီးတော့သွားဒါမဲ့ဟိုတစ်ဖက်လက်နဲ့ပေါ့နော်တစ်ဖက်လက်နဲ့လူတွေကိုလှည့်စားပြီးတော့အလှငွေတွေတစ်ဖက်လက်နဲ့ယူတယ်အပြည့်ရဲ့အာသွားကူညီတဲ့အခါမှာပေါ်ပေါ်ပဲပဲပုံစံမျိုးတွေအလုတ်ပြတယ်အပြောမယ်ဆိုမထီရောက်တဲ့ကူညီမှုတွေကပို့ပြီးတော့ များတယ်ပေါ့ဒါကြောင့်မလို့စစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေပြရိုက်တာအဖွဲ့အစည်းတွေဟာအခုအချိန်မှာလူတွေတကယ်ဒုက္ခရောက်နေတယ်ဆိုတဲ့အချိန်မှာကူညီနိုင်တဲ့အဖွဲ့အစည်းကတကယ်ကိုနေပါတယ်ဘောနော်အာဒီလိုအချိန်မှာအာသူတို့ထင်ပေါ်ကျင်တဲ့သူတွေအသူတို့ကြော်ကြားကျင်တဲ့သူတွေသူတို့အလုပ်ကိုလုပ်ပေးမဲ့ပြရိုက်တာအဖွဲ့တွေဒီလိုအဖွဲ့တွေကိုဦးစားပေးပြီးတော့စစ်တပ်ကနေပြီးတော့ရှေ့ကလောက်တာရှိပါတယ်အော် အာလူတွေကတခါလေကြောကိုယ်တိုင်သွားမလှူနိုင်ကြဘူးလေနော်အာကိုယ်တိုင်သွားမလှူနိုင်ကြတဲ့အချိန်မှာနိုင်ငံရဲ့ခြားကပဲဖြစ်ပါသေးအာကျွန်တော်တို့တခြားနိုင်ငံတွေကနိုင်ငံခြားပဲဖြစ်ပါသေးနေတွေကပဲဖြစ်ပါသေးအတ္တိသားတွေကိုကိုယ်တိုင်မသွားနိုင်တဲ့သူတွေကဒီပလိုက်တာအဖွဲ့တွေကနဲ့စင်လှူကြရတာဖြစ်ပါတယ်အဲ့တော့ဓာရီကိုလှူဖို့အတွက်ကိုစနစ်တခြားနဲ့အဘောတော့ဟိုစစ်တပ်ကလှုပ်လာတာတွေအများကြီးရှိတယ်အဲ့လိုကျွန်တော်နိုင်ငံမှာပြည်သူကနေပြီးတော့ပြည်သူကိုအူညီကြတာများပါတယ်အဲ့တော့ ဒီလူတွေကိုသူတို့အနေနဲ့ရှေ့တန်းတင်ပေးတယ်ဒီလူတွေစီကနေရလာတဲ့ငွေကြေးတွေကိုအာသူတို့ရဲ့စီမံခန့်ခွဲမှုအောက်တော်၎င်းအာဘောတော့အာသူတို့ရဲ့ပုံစံကွက်ထဲခါတော်၎င်းတွားခိုင်းတဲ့ပုံစံတွေကပို့ပြီးတော့များပါတယ်အော်ပြောချင်တာကကျွန်တော်တို့ကအော်ဟိုတကယ်လိုအပ်နေတဲ့သူတွေတော့ကအာသူတို့ကကျမတို့လာပေးတာပဲအမှန်တကယ်ကဖြစ်ဟိုဘောတော့သူတို့စီကိုတိန်းဟိုဘောတယောက်ကိုတိန်းတစ်ထောင်ရောက်ရမယ်ပဲထားဒါပေမဲ့တိန်းတစ်ထောင်မရောက်ဘဲနဲ့တိန်းတရာလောက်ပဲရောက်တာလေနော် တစ်ဆယ်ရမယ့်ဥစ္စာအဲကျွန်တော်တို့တစ်ချက်လောက်ပဲရလိုက်တာဒီလိုမျိုးပုံစံတွေဖြစ်နေတယ်ကျွန်တော်ထောက်ပြချင်တာအဓိကအဲဥစ္စာလာလူလူချင်းမှတော့အာယော့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 ဆိုပြီးလိုက်ဒါပေမဲ့သူတို့ရှားနေတဲ့ဥစ္စာကဒီလောက်လောက်ကြီးလေနော်100%အပြည့်ရနေတဲ့ဥစ္စာဒီသူတို့လာလူလိုက်မှ100ရာဟိုင်နှုန်းလောက်ပဲရလိုက်တဲ့ဥစ္စာအဲ့တော့ပြောချင်တာအလူဟာထိမရောက်ဘူးမထိရောက်ဘူးအလူဟာမထိရောက်ဘဲနဲ့ဒီလူတွေကဆိုရှယ်မီဒီယာတွေဟိုပေါ့နော်အာကျွန်တော်တို့ ဟိုတရင်းစာတွေဘာတွေမှာသူတို့ကသူရဲကောင်းကြီးဖြစ်ပြီးတော့ဟောတော့လူတွေရဲ့ရှေ့မှာပရာဟိတမိခင်ကြီးတွေဖခင်ကြီးတွေဖြစ်နေကြတာကဟောတော့ကျွန်တော်တို့နိုင်ငံရဲ့ဟောတော့ဒီပရာဟိတလုပ်ငန်းတွေအတွက်တကယ်ကိုမကောင်းလာတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ကအဓိကထားပြီးတော့ပြောနေခြင်းဖြစ်ပါတယ်။အဲ့တော့ဟိုတကယ်လုပ်တဲ့သူတွေကိုကျွန်တော်မဆိုလို့တကယ်လှုပ်လားမလှုပ်လားကိုကျွန်တော်တို့လူတွေရဲ့လောက်ရက်တွေလှုပ်နေတဲ့ပုံစံတွေ ကြည့်မယ်ဆိုရင်ကျွန်တော်တို့သိတာပါအဲ့တော့အာဒီမှာဟိုကျွန်တော်တို့လူတွေကြားမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြောဆိုကြတာရှိတယ်ဘောတော့ဘာသာရေးနဲ့ပတ်သက်ပြီးနောက်ပြီးတော့လူတန်းကားခွဲခြားမှုနဲ့ပတ်သက်ပြီးတော့ပြောဆိုကြတာရှိတယ်။ငါကြီးရင်ဘေးမှာအကိုတခုတတိထားမိလားမသိ။ celebrity တွေပါတွေကဘာသာရေးနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းကိုခွဲခြားစိတ်ပြပြီးတော့လူတန်းလာတာကိုကျွန်တော်တွေ့ရတယ်။ပေါ်ပင်လူတန်းမှုတွေပေါ့။ဥပမာအဟိုသူတို့ကလူပါတယ်ဗလီတွေလည်းတွားလူပါတယ်။ အဖေတော့ဟိုအိုင်လဲလူပါတယ်သူတို့ဖုန်းတောင်းနေပဲလူတာမဟုတ်ပါဘူးဆိုတော့ပုံတယ်ကျွန်တော်အဲ့ဒါကိုဘလိန်ဘလိန်ကျင်နေတာမဟုတ်ဘူးဒါပေမဲ့ပေါ်ပင်လောက်ပြတ်တက်လာတာကိုကျွန်တော်အနေနဲ့အဓိကထားပြီးတော့ပြောနေတာပေါ့နော်အဲ့တော့ဟိုအားလုံးလည်း pride တက်လို့လားနေရာကောင်းဆုံးပါပါတယ်ငါတို့လူရပါတယ်ဆိုတော့ပုံစံမျိုးနဲ့ pride တက်လို့ငါတို့လုပ်ဖို့တော့ promotion တွေဆင်းနေကြတာပဲပြောမှလို့ကိုယ့်ကုမ္ပဏီအောင်မြင်မှုအတွက်အာကိုယ့်လုပ်ရည်ကြီးအောင်မြင်မှုအတွက် promotion တွေဆင်းနေကြဒါပေမဲ့တကယ်မှကျတော့ခံစားရတဲ့သူတွေအတွက် လုံလောက်တဲ့ကူညီမှုထောက်ပံ့မှုဆိုတာကျွန်တော်တို့မရောက်လာပါဘူး။ဟိုတနေ့ကတော့ပေါက်ကတော့လားဟလားအခုဟိုတော့ကျွန်တော်ပြောသေးတယ်ဟိုပေါက်ကတော့လားရှည်တဲ့စစ်သားတွေတွေ့ဟလားဟိုရေဟိုဟာလေရေထက်လာရဲ့နေ့လောက်ထားခံတာတို့ဘာသာကြာရှည်ထားခံတယ်အော်ဟုတ်တယ်ရိတ်ခရိတ်ခရိတ်ခဟုတ်တယ်ဟုတ်တယ်စစ်တပ်မှာဒီလာကြပါပြီစစ်တပ်မှာရိတ်ခကြောင့်မရှိလားရှိပါတယ်ဒါပေမဲ့အဲဥစ္စာကစစ်တပ်ရဲ့ရိတ်ခတွေကနေပြသွားတာ ဟောနော်ဟိုဥမာတံပေါက်လိုဘာလိုပေါ့ဗျာတချို့ဥစားတွေရှိတယ်အမရှိဘူးမပြောဘူးကျွန်တော်တို့လည်းအဲ့ဥစားတွေစားခဲ့ဘူးပါဟောဟိုဒါပေမဲ့အဲ့ဥစားကရှင်းတန်းအလောက်ပြီးတာမဟုတ်ဒါပေမဲ့ပြင်ပလူပေါက်ကလုံးလုံးကောင်ကအဲ့အတင်စားရိတ်ခါကြောင့်တွေကိုရှင်းတန်းကိုတွားလှူတယ်လို့ပြောတော့ကျွန်တော်နည်းနည်းလေးပါဒီကောင်လေးတေးကြပြီးငန်လျင်တုန်းကလာလှူတဲ့ဥစားတွေဘုံပြီးတော့စစ်သားတွေကိုပေးနေပြန်ပြီဆိုတဲ့ဥစားတော့ကျွန်တော်ပြန်ပြီးတော့တတိယသွားသေးတယ်ဟုတ်တယ်နော်အဲ့ရအင်းအရန်တိတာဗျဟုတ်တယ်ကိုအဲ့ကြောင့်မလို့လေ ဟိုပရာဟိတပရာဟိတဆိုပြီးတော့နောက်ဆုံးပေါ့ရုံလို့ကောင်းတယ်လက်ထဲမှာပတ်စံတွေရောက်သွားတယ်အဲ့ဒါတွေမကောင်းမှုတွေအတွက်အသုံးပြုကြတယ်လူတွေကိုဖိနှိပ်တော့ပို့တော့တုံးကြတယ်ပြောပြောချင်တာကဗျာတကယ်ဟိုလုံနေတဲ့အဖွဲတွေရှိရသေချာစုံလန်းသေချာလုံးသေချာတခုတော့နာမည်ကြီးတိုင်းဒီလူတွေကဟိုဟာဖြစ်ပါတယ်ဆိုပြီးတော့အခုချိန်မှာစကစအလိုချမီဒီယာတွေတုံးအောင်နဲ့လှူနေတဲ့သူတွေကိုတော့ကျွန်တော်က မယုံရေးချမယုံစစ်တပ်ကနေပြီးတော့ခိုင်းစီလို့စစ်တပ်အလိုကြလှုပ်ပေးနေတဲ့သူတွေအကျိုးတူပူပေါင်းခံစားခွင့်ရလို့လုပ်နေတဲ့သူတွေလို့ပဲကျွန်တော်ကတော့ထင်ပါတယ်ဗျာဟိုစစ်တပ်အလိုကြလှုပ်တဲ့လူတွေစစ်တပ်ဟိုဟာတော်ဒီอ่าပြောมาပဲဟိုဟာတတိတတိကြာပါဟောတော့ဒီအခုဒီဘိုင်းမှာထပ်ပြီးတော့အယောင်ကိုဟော့နေရလေပတ်စံတိမ့်လုံးတဲ့ကိစ္စတိမ့်လုံးတယ်ဆိုတော့ဒီပတ်စံကိုစောင်းပြီးတော့ဒီပတ်စံကိုဟိုတောင်းနဲ့ချီပြီးတော့ ခင်းပြီးတော့ထုတ်ရကြီးလှူပါရဆိုတော့ဟိုဘယ်လိုပြောအောင်လဲဟိုဘက်ရက်ကောက်ကတော့ဟိုဘက်ရက်ကောက်ကမွေကြီးပါမွေကြီးပါဟိုရအခုပတ်တဲ့30ဆိုတဲ့ကိစ္စနဲ့သူပတ်တာတော်တော်လေးတက်နေရဆိုတော့ဒါကိုအားလုံးသိရတယ်ဆိုတော့ဒီဒီကိစ္စမှာလည်းဟိုဘယ်လိုပြောမလဲဟိုမယူသားကိစ္စလည်းအများကြီးမြင်ရတယ်ကွာမယူသားဆိုတော့ဘာလို့ဆိုတော့တမကလွှဲတဲ့လူကသူဒီအကောင့်နဲ့ဒီပတ်စံအမောင့်ကိုဒီလိုလွှဲလိုက်ပါတယ်ဆိုတော့ကိုသူတိတိကျကျနေပြောပြတယ် ဒါကူမှဒီဘက်ကနေမှခိုးလို့ဖြစ်လို့ဒီလိုဖြစ်လို့အထက်ကိုစာတင်ရမှာမှို့သူဘာလို့ညာပြောတင်တာကွာဟိုသူကဒီအခုဒီအကောင့်နေဒီဟာကိုတွဲပေးလိုက်တယ်တော့ဒီအကောင့်တွေကိုပဲပတ်စံအောင်ပြန်ပြီးလွှဲပေးရမယ့်ကိစ္စကို तू ကဘာလို့အထက်ကိုစာတင်မာပြီးပြုတ်မာပြီးဒါတွေလုပ်တယ်။နောက်ပြီးအဲ့မှာတောက်တော့ရည်ရတာလေ။ဒီ private အတင်းလို့တော့ तू ကပြောတာပေါ့လား။တကယ်တမ်းကျတော့ဒီ bank account တွေပါရဲ့ဆိုတော့သူ့ရဲ့ နာမည်နဲ့ပဲတုံးနေတာအမြင်ရတယ်ဆိုတော့ဆိုတော့ဒီနောက်ဟိုပြောပြောတာဟိုတာပြီးဟိုတော့ထပ်ပြီးတော့စဉ်းစားမိတာပေါ့ဒီစက္ကသရဲ့ဆဲတွေပေါ့နော်စက္ကသရဲ့ဆဲတွေကဒီလိုမျိုး pride up ဆိုလဲပေါ့နော်ဒီညာမျိုးတွေထိပါစိတ်ဝင် ပြန့်နှံ့နေရမျိုးတွေချိနေပြီလားဒီလိုမျိုးအတင်းဖွဲ့ရအနောက်မှာဒီကောင်ကဒီပုံလေးကိုအတုံးပြူပြီးတော့ဒီနိုင်ငံရေးအတွက်ပါဒီကောင်ကကောင်းကောင်းကြီးအတုံးချဖို့လုပ်နေတယ်လို့ နင်ကောင်ထင်လားထင်တယ်အပြည့်အဝကိုထင်တယ်ပြောရမယ်ဆိုအခုပြဿနာတက်နေရဲ့ခိုင်နှင်းဝင်ရဲ့ပရဟိတာကိုဟိုဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့ခိုင်နှင်းဝင်သူများတွေကပရဟိတာပြီးခင်ယူတချို့ဘောမတွေကအာမေစုနဲ့တော့နှိုင်းကြသေးတယ်အာမတူဘူးပထမဆုံးပြောချင်တာလုံးဝမတူမတူမျိုးသမီးတယောက်ကိုကျွန်တော်ပုတ်ခတ်စော်ကားတယ်လို့ပြောနေတာမဟုတ်ဘူး ဒါပေမဲ့ဘောမမဟုတ်လို့ပြောတယ်ဟုတ်လားခိုင်နေဝင်ဟာဘောမအစ်စ်ပါဘောမကို100%စစ်တဲ့သူတူပါအမှုပညာတဲ့တူအမှုပညာရှင်လို့ပြောပေမဲ့မအောင်မြင်တဲ့အမှုပညာရှင်တူပါအာဘောနော်လူတိရောလောက်ပဲရှိတယ်နက်နက်နဲနဲမြင်ရတာဘာမှမရှိဘူးဘောနော်ဟောပြောရမယ်ဆိုသူ့ကိုပို့ပြီးတော့အာတိလာတာအာဘာလဲဆိုတော့ဒီကလေးတွေကိုဘောနော်ဟို ဟိုမွေးစားတာနဲ့ပတ်သက်ပြီးတော့ဗောနော်အဲသူအတွက်ဆိုဘလောက်တောင် promotion ဆင်းကြလဲဆိုဟလာ Valentine Day ရောက်ရဲဟိုကိုလုံးဆောင်ရပါတော့ဗောနော်အမခိုင်နေမှုဒုက္ခမပေးကြပါနဲ့ဆိုပြီးတော့အာ trend လို့လို့ပါလို့နဲ့တော့ promotion ကြတဲ့ promotion ဆင်းကြတဲ့သူတွေဖြစ်ပါကျွန်တော်တို့ Valentine Day နေ့ယူပါလို့အကျန်တဲ့ရဟိုအကုန်လုံးမဆောင်ရင်တော့ဘာဖြစ်လို့လဲဆိုပြီးတော့ကျွန်တော်တခါလေး blame ပြန်ပြီးတော့ပြန်ပြောခြင်းတယ်ဗောနော်ပြောခြင်းတာလူတွေက အာဟိုဟာဘောနော်ဟိုဒါကိုပဲမြင်ကြတာဗောအော်ကျွန်တော်တို့ကျွန်တော်ဖွင့်လင်းပြောရင်အာကျွန်တော်အနေနဲ့ဒီတော်လိုင်းကာလာခိုင်နေဝင်ကိုတော်လိုင်းကာလာမှာဘောနော်ခိုင်နေဝင်ပရဟိတကိစ္စရင်းနဲ့ပတ်သက်ပြီးကျွန်တော်လုံးဝကိုအထင်မကြီးဘူးအာနောက်ပြီးတော့ဖွင့်လင်းလင်းပြောရရင်အာဂျူးသားတယ်လို့လည်းကိုမမြင်ဘူးမယူးသားဘူးလို့ပဲတယ်ပြောရရင်မယူးသားဘူးလို့ပဲအာကျွန်တော်ကတော့မြင်တယ်အော် ဒီသူ့ရဲ့လုပ်ငန်းသူ့ရဲ့ဒီပရဟိတဟာကိုကျော်စီးပွားအတွက်တက်တက်လုပ်နေတဲ့ပရဟိတတခုလို့တော့ကျွန်တော်ကတော့မြင်တယ်သူ့ကိုစစ်တပ်ကကောင်းကောင်းကာဗာလုပ်ထားတယ်အကောင်းကောင်းအာဟိုလုတ်ကင်ပေးနေတယ်ဆိုတာကိုတော့ကျွန်တော်တို့အတိုင်းအဆမရှိမြင်ရတယ်ဆိုတာပြောချင်ပါတယ်ရေဘီးတုံးကကင်းဒီကိုသွားတယ်တကယ်ခံစားရတဲ့နေရာတွေကိုမရောက်ဘူးစစ်တပ်လက်ထဲကိုအပစ်စီးတွေအပ်ခဲ့ပြန်သွားတယ်အာရေဘီးတုံးကတခါအခုငလျင်ဘေးလဲ ထုံနီးလောက်အောင်သူ့စီကိုဝိုင်းလှူကြတယ်သူ့ရဲ့အဖက်ခွက်စာညီကိုမောင်မတွေကပါဝိုင်းလှူကြတယ်နောက်ဆုံးရာအောင်တို့ဘာလို့ကစားပါတော့နော်ဝိုင်းပြီးတော့လှူကြတယ်သူအဲ့လိုတခြားသူတွေလည်းလှူလိုက်ပါပြီဘာဖြစ်လဲညာပဲဘယ်မှာသွားလှူလဲဆိုတော့ခိုင်နေဝင်ရှင်ပါအဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုပတ်စံကြီးအများကြီးရောက်တယ်ဒါပေမဲ့ထိရောက်တဲ့ကူညီမှုသူ့စီကလည်းမလုံဘူးနောက်ဆုံးအာပတ်စံကိုသူ့သူ့ကိုယ်ပိုင်ပတ်စံလိုမျိုးလူတွေလှူကြတဲ့ပတ်စံကိုသူ့ကိုယ်ပိုင်ပတ်စံလိုမျိုးပေးပြီးတော့ပြန်လာတယ်။နောက်ဆုံး ဟိုဟာဒါတို့လူပါလို့ပြောရင်ဒီဥစ္စာကိုအာဟိုရက်ကိုအုပ်ချုပ်မှုလက်ထဲကိုထည့်ခဲ့ပြီးတော့ပြန်တယ်အဲ့တော့ဟိုတနေ့ကအာဟိုဟိုဆိုရှယ်မီဒီယာမှာသူနဲ့ပတ်သက်တဲ့ AMIG new ကလည်းသူနဲ့ပတ်သက်တဲ့အာတင်တစ်ခုရေးထားတာတွေ့တယ်အနောက်ပြီးတော့အာကျွန်တော်တို့ကိုရဲမင်းပေါ့နော် AC ကကိုရဲမင်းအတူအကြောင်းကိုရေးထားတာတွေ့တယ်အော်ပြောချင်တာက ခိုင်နေဝင်နေပတ်သက်ပြီးတော့အခုကိစ္စကအခုကိစ္စမှလူတွေကဟိုဖြစ်တာမဟုတ်ငလျင်ဘေးတဲ့ကသူ့ကိုတိတ်ပြီးတော့လူတွေကမကြိုက်တော့တာအပြောရမယ်ဆိုသူမရိုးသားတော့ဘူးဆိုတာကိုလူတွေကပို့ပြီးတော့တတိထားမိလားအခုကိစ္စလည်းထုံနေလောက်အောင်ပဲဒီအကောင့်ကိုမှားလွှဲမိတယ်ဘာမှခက်ခဲတဲ့ကိစ္စတခုမဟုတ်ဘူးဖြည့်ရှင်းဖို့ဆိုတာနေပြည်တော်ထီကိုတင်စရာအောင်မလိုလားနေပြည်တော်ထီကိုတင်စရာအောင်မလိုလားဗော ဟုတ်ချက်ချင်းကိုဖြစ်နောက်ဆုံးဗျာဟုတ်ပြီမားဆိုင်ပြီလူတွေကတက်တေတွေနဲ့ online ပေါ်မှာတွေ့ပြီဒါကလူလိန်မဟုတ်တော့ဘူးလူလိန်ဆိုရင်သူ့ဝိုင်းပြီးတော့ဖုတ်လို့ရအောင်သူကတော့ပြန်ထုံးလို့ရတယ်နောက်ဆုံးတွေ့တဲ့ site ပေးလိုက်အောင်ဘာမှမဖြစ်ဘူးဘာလို့ပြန်မပေးတာလဲတေချာတခုတော့သူ့ဘဏ်ကောင်လည်းဝင်လာတယ်ပတ်စံသူပြန်မပေးကြတာဗျာဒါဒိတ်ကျဲပဲအဲ့ဒါအမအမှန်ကန်ဆုံးဒီအမှန်ကန်ဆုံးဒါတခုလို့ကျွန်တော်ထင်သူအဲ့အဲ့ထဲဝင်လာတဲ့ပတ်စံသူပြန်မပေးကြတာဒါပဲပေါ့နော်အဲ့တော့ဟိုပြောချင်တာကဒီဒီပရာဟိတဆိုပြီးတော့ပရာဟိတမိခင်ဆိုပြီးတော့ အာသူ့ကိုဘာမျိုးအဲ့ဒါဆိုရင်အခုနိုင်ကူညီမှုတင်းဥဆောင်နေတဲ့ဆမာကြီးဒေါ်တန်းမြင့်အောင်လို့သူ့ထက်အများကြီးအလုံးလုံးပြီးတော့ဘဝတွေရောအကုန်လုံးပြည့်စက်ပြီးအလုံးလုံးနေတာဟုတ်လားသူ့နဲ့ပတ်သက်ပြီးတော့အော်ကျွန်တော်တို့မှာဟိုမြင်ရကြားခဲ့ရတွေ့ခဲ့ရတယ်အများကြီးရှိတယ်။ထောင်ကပြန်ထွက်လာတယ်။သူနိုင်ကူညီမှုတင်းကိုဥကျော်သူတို့အာမရှိတော့တဲ့အချိန်မှာဥကျော်သူတို့မရှိတော့သူဥကျော်သူတို့နိုင်ကူညီမှုတင်းမှာမရှိတော့တဲ့အချိန်မှာသူဥဆောင်ပြီးအခုချိန်ဆက်လုပ် အမအဲ့ဒါအဲ့ဒါမှပရဟိတကိုတကယ်လုံနေတဲ့သူတွေခိုင်နေမလို့ပရဟိတလုံတယ်ဆိုတာရေပေးဖြစ်မှပေါ်လာတာနော်သူ့အတွက်ပုံရိပ်လိုချင်မှခလေးတွေကိုသွားခေါ်ပြီးတော့ပေါ်လာတာအာပြောချင်တာကအဲ့ဒါသူနဲ့ပတ်သက်တဲ့ပုံသတင်းတွေဆိုတာအများကြီးပဲဟိုပြောချင်ကျွန်တော်ကခိုင်နေဝေလို့ဘာကြောင့်နာမည်တက်ပြီးတော့ပြောရလဲဆိုရင်တော့ခိုင်နေဝေကိုအာလူဟာပေါ့နော်ဟိုတချို့ချို့တော့ပြည်သူတွေရဲ့ယုံကြည်မှုတွေကတအားကြီးလွန်ကဲနေတယ်လို့ဟိုကတော့စစ်တပ်ဘောမှအစ်စ်တယောက်ကို ပေါ့နော်ဟိုပံ့ပိုးပေးသလိုဖြစ်နေတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။နောက်ပြီးတော့သူတို့စစ်တပ်ဘောမဆိုတဲ့အတိုင်းသူတို့စီကိုရောက်တဲ့ဥစ္စာကစစ်တပ်ရဲ့နိုင်ငံရေးအရာပေါ့နော်ဟိုပြုတ်လုတဲ့အကြောင်းအရာတွေမှာပဲသူတို့ကအဓိကထားပြီးတော့ပေါင်ဝင်ဖြစ်တာပါ။တခြားသူတွေအများကြီးရှိတယ်။သူ့လိုပဲနောက်တယောက်နောက်ထပ်သူတွေထပ်ပေါ်လာဖို့ရှိတယ်။နောက်တယောက်ပြောရရင်ဖြူဖြူထွေးလို့လိုလိုမျိုး။ဟလာမေစုနဲ့ပတ်သက်ပြီးတော့တယောပြီးတော့ဗီဒီယိုရိုက်ထားတာ ငိုပြတယ်ရှီပြတယ်ခဏလေးညိမ့်သွားတယ်ပြီးလဲပြီးတော့ပြန်လှူပြလိုက်အာဖြူဖြူလေးလေးချမ်းသာပါစေချမ်းသာပါစေဆိုပြီးတော့ကျွန်တော်ဒီလိုရပြန်ပါသွားကြအော်ကျွန်တော်နိုင်ငံမှာဟောလားဆယ်လီဆိုတာနဲ့မီဒီယာတွေခေါ်ပြီးတော့ပတ်စံတွေလှူပြလာနဲ့ဟောလားလူတွေကဟောလားဝိုင်းပြီးတော့ရှောက်ကိုးနေကြတာဝိုင်းပြီးတော့တာလူတွေခေါ်နေကြတာမှားနေတယ်လို့တော့ကျွန်တော်မြင်အဲ့သူတွေဟာစစ်တပ်ကအာတေချာကိုတောက်တိုင်လှုပ်ပေးထားတာပါစစ်တပ်က အဲသူတို့ကိုဒီလိုလုပ်နိုင်မှုအတွက်လှုပ်ပေးထားအဓိကကဘာလဲဆိုတော့ပရိဒါတွေဖမ်းပြတယ်။နောက်ပြရင်သူတို့ရဲ့ပုံရိပ်တွေကိုကြီးလာအောင်လုပ်တယ်။ပြီးရင်ပြည်သူတွေစီကိုဟောလို့စီယုံမှုတွေလှုပ်လိုက်မယ်။သူတို့ရဲ့နိုင်ငံရေးပိုင်းဆိုင်ရာစီယုံမှုတွေနောက်ပြပြည်သူတွေရဲ့ငွေတွေတခြားဥစ္စာတွေကိုဟောလို့သူတို့မလိုချင်တဲ့နေရာတွေစီမရောက်သွားအောင်သူတို့လှုပ်ပါလိမ့်မယ်။နီလန်ပေါင်းစုံနဲ့သူတို့လှုပ်ပါလိမ့်မယ်။အဲ့တော့ဒါတွေဟာသူတို့ရဲ့ရှေ့ရကနေရုပ်တွေဖြစ်ပါတယ်။စစ်တပ်ရဲ့ ပေါ့နော်အလိုကျခိုင်းစေခံထားရတဲ့နေရုပ်ဒီသူတို့ရဲ့ကိုကျိုးစည်းပွားအတွက်ပေးပြီးတော့လုပ်နေတဲ့သူတွေဆိုတာကိုတော့ကျွန်တော်အဓိကထားပြီးတော့ပြောချင်တယ်အဲ့တော့ဒီကိစ္စတစ်ခုတည်းမှမဟုတ်ပါဘူးခိုင်ရင်းဝေရဲ့ဖြစ်ပေါ်လာပုံနဲ့အတေးချာချာလေးလိလာကြည့်မယ်ဆိုရင်တိတဲ့သူတွေကတော့တိပါတယ်တေချာကတော့တော်လိုင်းဘက်ကသူတော်တော်များများခိုင်ရင်းဝေဆိုရင်တော့အာဟိုဘာနော်မယုံကြည်ကြအဓိကပြည်တွင်းကသူတွေပေါ့နော်ပြည်တွင်းကသူတွေ ਨੇ အာဟိုဘာနော်ဟိုခိုင်ရင်းဝေကို ဖဟိုခိုင်းနေဝင်နဲ့မှီပြီးတော့တက်ချင်တဲ့ဖက်ခွက်စားတွေအဲနောက်ပြီးတော့အာလှူဒန်းမှုကိုပုံရိပ်တစ်ခုတစ်ပွဲအသုံးချပြီးတော့ဟိုလှုပ်ချင်တဲ့သူတွေဒါတွေကတော့ခိုင်နေဝင်ကိုပရိဒါမိခင်ကြီးလို့ပြောကြပါမယ်ကျွန်တော်တို့ကတော့မပြောနိုင်ဘူးစစ်တပ်ရဲ့အလို့ကြကစားနေရတဲ့ပရိဒါဘောမာတယောက်လို့ပဲကျွန်တော်ကတော့ဒီညာပြောချင်တယ်ဗျာအဲဒါလင်းထအောင်တော်တော်တာတော်တော်များပြည့်စုံပါတယ်ညာကြီးတော့မမတက်ပြီးတော့ပြောကြမလို့ပါဘူးခိုင်နေဝင်ကတကယ်ဥမာဒါစစ်တပ်ရဲ့ ရဟန်တဲ့100%ဘောမာကြီးဆိုတာလေဒါတော်လန်ပြည်သူတွေကအကုန်လုံးကသိကြပါတယ်ဒါပေမဲ့ခက်တာတချို့တွေရောလေဘယ်သူမှအမှားမှန်ကိုသိရဆိုမှလေ message မှာမြင်တွေ့နေရကြီးကိုသူကမြင်ပြီးတော့တွေ့ပြီးတော့ကြာတော့ဒါကြီးကိုပဲဟိုဘယ်လိုပြောမလဲတကယ့်ကိုဟိုအစ်စ်လို့ထင်ပြီးတော့ရောရောက်ရင်ပါသွားတယ်လို့ရှိရယ်ကွန်ပျူတာလူတွေရောရှိရယ်ဟိုအသေးတော်ပေးရတယ် comment တော်ပေးရတယ်လုံးလုံးနေကြတယ်လူတွေရှိရယ်ပြောချင်တာဆိုတော့ဒါတွေလည်းသတိပြုဖို့ထူတယ်ဗောနော်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ညီကိုတက်ပြောသွားတဲ့အကြောင်းကတော့ဒါသိပြီးတော့ဟို နိုင်ငံရေးစီရှိကြီးမှာတော့မဟုတ်ပါဘူးလက်ရှိကျွန်တော်တို့နိုင်ငံမှာအခုဖြစ်နေတဲ့ priority ဆိုအမြင်ခံထားပြီးတော့ဒါပြည်သူတွေပုံမှာဒါတက်လုံးကြပါတော့ဒါလုံနေတဲ့ဒါစစ်တပ်နဲ့ဒါသူရဲ့ကျွန်တော်နောက်ကန်ပေးရတဲ့အဖွဲ့လေးအကြောင်းကိုလည်းကျွန်တော်ပြောပြတော့ဖြစ်ပါတယ်ဆိုတော့တထုံးစံတိုင်းကျွန်တော်တို့အစီအစဉ်ရဲ့နောက်ဆုံးနေတဲ့ဒါထောက်အောင်ဖိုက်ပြီးပါထပ်ပြီးပြောချင်ပါသေးတော့လည်းမရှိသေးဘူးဟုတ်ကဲ့ပါအာကျွန်တော်တို့ပြည်သူတွေအနေနဲ့ပေါ့နော်ဟိုဘာပဲပြောဟိုပရိဒါဆိုတဲ့ဥစ္စာနောက်ကိုပဲပါမသွားပါနဲ့ လိုက်တာဆိုရင်တော့မှကျွန်တော်တို့နိုင်ငံလိုနေရာမျိုးမှာလှုပ်ရှားလို့ကောင်းတာတွေကအများကြီးပဲပေါ့နော်ပုံရိပ်တွေကိုပဲလိုက်မကြည့်ပါနဲ့သူတို့ဘယ်လောက်ထိမှန်ကန်မှုရှိလဲဘယ်လောက်ထိပါဖြစ်ပုံလဲဆိုတော့ကျွန်တော်တို့တိကျသိဖို့လိုတယ်အဓိကတော့အာလာရှင်နဲ့ပေါင်ပြီးပြည်သူကိုချင်းချွေမဲ့ဘရိုက်တာသမားတွေကျွန်တော်နိုင်ငံမှာမများဖို့လိုတယ်ဆိုတော့ပြောရင်းနဲ့ပဲကျွန်တော်တို့အာကျွန်တော်တို့ညီကိုညီအစ်ကိုတော်ရေးစီအောင်ဒီလောက်နဲ့ပဲရှင်းသားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါခင်ဗျာ